အချင်းချင်းဖြစ်တယ်ကဲဘယ်လူကြီးကလာပြောမှာလဲဘယ်လူကြီးကလာရေးဖြန်းပြမှာလဲအချင်းချင်းမကျင်တတ်လို့ပုံမှန်ရေးဆွဲကြတယ်အချင်းချင်းမကျင်တတ်လို့ပုံမှန်ရတဲ့ဘယ်လူကြီးကလာပြီးဝင်ရှင်းပြမှာလဲနောက်ကပဲအာချာချာချာဟာလုံလုံလုံဒါပဲအတော်လေးပါကျွန်တော်လုံးဝချရပါဗရဲတောင်းတာပါကမာရှက်တယ်မိလာပါကမာတော်လေမလို့ပြောပြောတဲ့ကနားနေတော့ဘာတက်နေရလဲဟေး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 မလို့စကားလားနေလိုက် ပဇန်နေပဇန်နေဂျေမီကျော်ဖြစ်ပါတယ်တောင်းလို့ရပန်လို့ဘွဲကိုရှောက်ပြီးတော့ဟုတ်တယ်တန်လို့ဘွဲဒီဒီကိုရှောက်လူလဲဒါလူကြီးတွေတောင်မှဝေဖန်ခံနိုင်နေတာပဲလူကြီးတွေတောင်မှလုံးတက်ခံနိုင်နေတာပဲအချင်းချင်းညီညွတ်ပါလို့ပဲပြောချင်ပါတယ်ဗျာနော်ဦးစင်းတို့ဒီရက်ထဲမှာဆိုလို့ရှိရင်လဲတော်တော်များများနေရာတွေမှာလက်ထိုးကြီးမြင်းကြံပဲဆိုလို့ရှိရင်လဲခင်ဗျားတို့ကြားတဲ့အတိုင်းပဲနော်ဒီ3-4ရက်အတွင်းမှာအောင်ပွဲအလီလီရနေတယ် ။လက်ထိုးကြီးကအကြဖက်လေးဒီတုံးလေးအပြင်မှာစောင့်ကြည့်ပါ။နော်။တုံးလေးအတွင်မှာစောင့်ကြည့်ကြ။ဒီဆက်မကတာဦးစင်းတော်တရင်နေကိုချိန်ချမ်းထားတာရှိတယ်။ချပြလို့မဖြစ်သေးလို့ဦးစင်းတော်ချမှပြတာ။ခွေးစီစီနဲ့လုံနေတယ်ဒီမေဒါလာရောမင်းတို့တောင်းတာဟုတ်လို့ရောဒါမလို့ရောတောင်းတယ်မလောက်ခဲ့ဆိုတာဒါလာရောရှိုးလာအောင်နော်ရှိုးလာအောင်နေတော့ရှိုးလာအောင်နော်တိုင်းတို့ရှိုးရအောင်တိုင်းတို့ညနေမင်္ဂလာပါဗျာ ဒီနေ့က26ရက်ငါးလပိုင်း2025ဖြစ်ပါတယ်ဗျဒီကနေ့ဥစဉ်ဘာပြောချင်တာလဲဆိုလို့ရှိရင်ဒီရက်တွေထဲမှာပေါ့နော်အချင်းချင်းနေလဲအချင်းချင်းနေလဲဖြစ်တာဥစဉ်တို့လဲဒါမျိုးလာပြီးတိုက်ခိုက်ထားရည်လဲအများကြီးပါအများကြီးပဲနော်တိုက်ရကြီးမလိုက်ခိုက်တာတခုပဲရှိတာဘာဖြစ်ချင်တာလဲဘာလို့ချင်တာလို့ဘာဖြစ်ချင်လို့ပြောတာလဲဆိုတော့ဥစဉ်လဲမပြောတာဘူးပါဗျဒါပေမဲ့ဥစဉ်တို့ကြတော့ပုံကိုကြီးကစော်ကားတာကိုလက်ခံနိုင်တယ်ပြောပြလိစီဘာမှမဖြစ်ဘူးအတိုက်တခုကြော်လာပြီဆိုရင်တော့ဥစဉ်တို့ကလည်း ြောနေလုံးတင်လောက်လိုက်တာပြောနေပြလိုက်တာပြောမှာပေါ့ဗျာနော်အဲ့တော့ဒီချိန်ကဥစဉ်တော့အချင်းချင်းနေဖတ်ရမယ့်ချိန်မဟုတ်အချင်းချင်းနေပြောရမယ့်ချိန်မဟုတ်ပေါ့နော်တကယ်လို့မှားခဲ့ရင်လည်းအချင်းချင်းနေဆင်နာမှပဲမှားလိုက်မယ်လို့ဥစဉ်နေနေတော့သုံးသက်ချင်ပါလိမ့်ဗျာမုံရွာရှိစစ်ကောင်စီရဲ့နမခတ်စစ်ဌာနချုပ်ရှော့တိုက်တုံးတွေနဲ့ပြစ်ခတ်ခံရမနေ့ကညနေ6:49 မိနစ်အချိန်ကမုံရွာမျိုးရှိစစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကိုရှော့တိုက်တုံးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ Brave Warriors from Myanmar Boom ရဲ့ဒီကနေ့မှာထုတ်ပြန်ထားချက်အရာသိရပါတယ် မုံရွာချီဆိုင်စစ်ရှုံးစစ်ကောင်စီရဲ့နမခရဲကိုရှော့တိုက်တုံးခုနှစ်လုံးနဲ့ပြစ်ခတ်ခဲ့တာ၆လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပါတယ်။ပြစ်ခတ်ခံရတဲ့နမခရဲကနေချက်ချင်းပဲပြန်ပြစ်တာတွေရှာတယ်၊ထိခိုက်တာတွေရှိနိုင်ပေမဲ့စုံစမ်းနေတယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့နမခစစ်ဌာနချုပ်ကိုရှော့တိုက်တုံးခုနှစ်လုံးနဲ့ပြစ်ခတ်ခဲ့ရာ၆လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးစစ်ကောင်စီဘက်ကပြန်လည်ပြစ်ခတ်တာတွေရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ နောက်ပြီးတော်လန်ရေးအင်အားစုတွေပြစ်ခတ်လိုက်တဲ့ရှော့တိုက်တုံးတွေဟာနမခရတဲ့ထိရောက်ပောက်ကွဲခဲ့ပြီးထိခိုက်တာတွေရှိနိုင်ပေမဲ့အသေးစိတ်ကိုဆက်လက်စုံစမ်းနေတယ်လို့ထုတ်ပြန်ထားပါတယ်။နမခဟာစကိုင်းမကွေးမြောက်ပိုင်းနဲ့ချင်းပြည်နယ်ရှိစစ်ကောင်စီရဲ့တိုက်ခိုက်ရေးလက်ရုံးတပ်တွေကိုအဓိကအမိန့်ပေးကုတ်ကဲနေပြီးအဲ့ဒီဒေသရှိ တော်လန်ရေးအင်အားစုတွေကိုအဓိကတိုက်ခိုက်နေတဲ့စစ်ဌာနချုပ်လို့ပြောဆိုထားပါတယ်။ ဒါအပြင်အညာဒေတာပြည်သူတွေကိုအ धिक ဒုက္ခပေးနေတဲ့ဆက်တက်လေထီးတွေကိုအ धिक တိုးလောင်ထားရှိတဲ့ဌာနချုပ်ဖြစ်တယ်လို့အိုးထိန်ကွင်းရွာဘုံကျဲတာအပါဝင်အညာဒေတာကိုလေချောင်းတိုက်ခိုက်တာနဲ့အရက်သားတွေကိုတက်ဖြတ်တာမှာအ धिक ကြိုးကင်ချလဲနေတဲ့စစ်ဌာနချုပ်လို့ရေးသားထားပါတယ်။ဒါကြောင့်စစ်ရှုံးစစ်ကောင်စီရဲ့နမခစစ်ဌာနချုပ်ကိုဘောအဖွဲ့ကဥဆောင်က No More Dictatorship နဲ့ရှာတော့မော်လီဝါအဖွဲ့လိုပူးပေါင်းကတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။နော်သုံးသပ်ချင်ပါလား။ ။ဒါခါတလေဦးစင်းတို့ဒီဦးစင်းတို့လည်းဝေဖန်ခဲ့တာလေအများကြီးပါပဲ။အများကြီးအများကြီးဦးစင်းတို့ပြောခဲ့တာလေဆိုအများကြီးပဲ။ဒါခါတလေကျတချို့လူတွေကပြောမှတည်တာဗျမပြောရင်မတည်ဘူး။အဲ့တော့အဖမ်းခံရမှလားခံခံရသေးတော့ဆိုတော့ပြောကြတယ်။အခုနောက်ပိုင်းဦးစင်းတို့မပြောတော့ဘူးဆိုတာကလည်းဘာကြောင့်မပြောတာလဲဆိုရင်ပြည့်ပြဗျာဒီချိန်မှာကိုယ့်ဘက်ကလည်းဖိဖိစီစီလှုပ်ဆောင်နေတဲ့သူတွေအများကြီးရှိတယ်။အများကြီးအများကြီးရှိတယ်နော်။မန္တလေးမှာဆိုမန္တလေးကနေဦးစင်းတို့မန္တလေးမြို့နယ်မှာထိုင်မြင့်ကုန်းဆိုတာကိုလည်းဦးစင်းတို့ဒါပတ်တာစားတဲ့တက်မတော်သားတွေရဲ့ပတ်တာစားတွေရဲ့စီစီလုံးလုံးနဲ့တိုက်လိုက်တယ်။ထိုင်မြင့်ကုန်းရောက်သွားတယ် ဖမ်းမိကုန်ရပါတယ်။စကိုင်းတိုင်းမှာဆိုလဲထိုးလေးတူစားပဲ။မင်းဝင်းဘက်ချမ်းနေပေါ့နော်မင်းဝင်းဘက်ဒီ။ဘသူတို့ဘက်ဒီ။ PDF စကားဒီနေ့ဝင်တင်းတယ်။ကိုယ့်ဘက်ကတယောက်ကြတယ်။ဒါစကိုင်းအဝေးပုံရဲ့ပြီးသူစစ်တွေနဲ့ဒီဒုတက်မှမူယူအဖွဲ့လေးပေါ့ဗျဝင်တိုက်တယ်။ကိုယ့်ဘက်မှာမြန်မာစွာကြတယ်။မြန်မာစွာကြတယ်။အဲ့တော့ဦးစင်းတို့ကမစည်းလုံးနာကိုစီးလုံးအောင်ပြောရမယ်။စီးစီးလုံးလုံးနဲ့ညင်ညွန့်နဲ့အလုံးမလုံးတဲ့သူအလုံး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 တဲ့သူနဲ့ပေါင်းရမယ်။လုံးလုံးနဲ့ပေါင်း။အဓိကကတော့ဦးစင်းတို့က အကောင်ပြောခိုင်းရင်လို့အတိအမှန်ပြုခိုင်းရင်လို့ဘာဖြစ်လို့ဆိုမှပြုလို့စိလောက်လာကြတာမဟုတ်တာဟုတ်လားပြုလို့စိလောက်လာတာမဟုတ်တာအချို့ဘာအတိတ်ပဲမှမရှိတဲ့ဟာကိုလိုင်းမော်တိန်မီဖိုက်နေညာရှိသေးရဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲပြောဘာမတိကြရှိသေးကဲကိုယ့်ဘက်ကပြန်ဖိုက်လိုက်အချက်ကကိုယ်ကွဲဦးမယ်အမျိုးတွေရှိတယ်အဲ့ဒီချိန်မှာဦးစင်းတို့ဟာကိုမှပြောချင်တာပေါ့ဗျာနော်မပြောချင်တာပေါ့အဲ့တော့စီစီလုံးလုံးမလဲရလဲဦးစင်းတို့စီလုံးကိုညီညွတ်ဖို့ပဲဦးစင်းတို့ပြောချင်တာပဲအာ သူတို့လူကြီးတွေတော့ပြောခံနိုင်နေတာဗျာလူကြီးတွေတော့မှလူတို့ဝေဖန်ခံနိုင်နေရဗျာလူမဟုတ်လို့မနာတာပေါ့ဗျာဟုတ်ရဲ့နားလိုက်မှာပေါ့အဲ့တော့ကိုကဘာပြောစရာလိုလားမတ်လို့ဘာဝေဖန်စရာလိုလားမတ်လို့ဒါလေးလည်းပြောချင်တယ်နော်ဒါလေးလည်းပြောချင်တယ်အချင်းချင်းဖြစ်တယ်ကဘယ်လူကြီးကလာပြောမှာလဲဘယ်လူကြီးကလာယူဖြားပြင်မှာလဲအချင်းချင်းမကျင်တယ်လို့ပုံမှန်ရင်ဆိုကြရင်အချင်းချင်းမကျင်တယ်လို့ပုံမှန်လည်းဘယ်လူကြီးကလာပြီးဝေရှင်းပြင်မှာလဲနောက်ကပဲအာချာချာချာအာလို့လို့လို့ဒါပဲ ။သူလဲဒါလူကြီးတွေတောင်မှဝေဖန်ခံနိုင်နေတာပဲလူကြီးတွေတောင်မှလုံးတက်ခံနိုင်နေတာပဲ။အချင်းချင်းညီညွတ်ပါလို့ပဲပြောချင်ပါလိမ့်မယ်နော်။ဦးဇင်းတို့ဒီရက်ထဲမှာဆိုလို့ရှိရင်လဲတော်တော်များများနေရာတွေမှာလက်ထိုးကြီးမြင့်ကြံပဲဆိုလို့ရှိရင်လဲခင်ဗျားတို့ကြားတဲ့အတိုင်းပဲနော်ဒီ၃လရက်အတွင်းမှာအောင်ပွဲအလီဒီရနေတယ်။လက်ထိုးကြီးကအကြက်ဖက်လေးဒီ၃လရက်အတွင်းမှာစောင့်ကြည့်ပါ။နော်၃လရက်အတွင်းမှာစောင့်ကြည့်ကြ။ဒီထက်မကတာဦးဇင်းတို့တရင်တွေကိုထိန်ချမ်းထားတာရှိတယ်။ ချပြလို့မဖြစ်သေးလို့ဥစဉ်တော့ချမှပြတာသူစီစီနဲ့လုံနေတယ်သူစီစီနဲ့ချနေတယ်ဒီလူစစ်တွေလည်းဒီသမ္မတော်လာတွေနဲ့ပူပေါင်းနေတယ်စစ်တိုင်းမှုကြီးဆိုလည်းဒီတိုင်းထုံနေသူစွာပဲညင်ကြပဲမှာဒီလူစစ်တွေနဲ့ညင်ညင်စီစီလုံးလုံးနဲ့အောက်ကစကားတွေကိုလည်းတိချာချနားထောင်နဲ့တုံးတက်တယ်လုံတယ်အဲ့တော့အောင်ပွဲတွေရတယ်အကြမ်းဖက်တွေကလာတိုက်နေမှာအကြမ်းဖက်တွေကိုလိုက်ပြီးမှမြင်ကြတဲ့ထုံကြီးပဲမှလိုက်ပြီးရှင်းလင်းနေတာအကြမ်းဖက်ရှိတဲ့နေရာကိုရှင်းလင်းနေတာအဲ့တော့ဒီချိန်မှာစီးလုံးမှာညင်ညွတ်